ဒန်နာရီထဲမှာရောလက်တွေးဘဝမှာရောတကယ်ရှိတယ်ဝူခုံးဇက်လန်းတွေကဘန်းနဲ့တည်တည်တောင်းဆုံးဝူခုံးလို့ခေါ်တဲ့မြောင်မင်းသားရဲ့ဇက်လန်းကိုလူတိုင်းနှိပါကြားဖို့ကြပါလိမ့်မယ်အနောက်ရက်သို့ခရီးသွားခြင်းဒန်နာရီထဲမှာဝူခုံးဟာဘန်းနဲ့တည်တည်တောင်လို့ခေါ်ရင်လှပတဲ့တောင်ကြီးပေါ်မှာဆင်းသက်လာခဲ့တယ်လို့ဖော်ပြထားပါသည်ဒီလိုဒန်နာရီလာနေရာမျိုးဟာစိတ်ကူးရင်ဖန်တီးထားတာလို့ထင်ကောင်းထင်ကြပါလိမ့်မယ် ဒါပေမဲ့တကယ်တမ်းမှာတော့ထူးခြားစံပြတဲ့တောင်ကြီးဟာတရုတ်နိုင်ငံမှာအမှန်တကယ်တည်ရှိနေပြီးတဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့လှေဝါစံကျယ်တဲ့နေရာတစ်ခုဖြစ်ပါရည်။ဝူခုံရဲ့ဇာတိမြေလို့ဆိုနိုင်တဲ့ဟွာကော်ရှန်၊ဟွာကော်တောင်ဟာတရုတ်နိုင်ငံကျန်းစုပြည်နယ်ခရိုင်ယွန်ကန်မြို့မှာတည်ရှိပါရည်။တောင်ရဲ့ပဝင်းချင်းတစ်ခုလုံးကတစ်ပင်နေပန်းပေါင်းစော်ရီနဲ့ဖုံးလွှမ်းနေပြီးအလွန်ဆိုင်လန်းဆိုပြီးလှပါရည်။အထူးသဖြင့်ဒီတောင်ဟာဒန်နာရီလာဇာလန်တွေကအတိုင်းရေတကုန်နေလှေဝါဂရီနဲ့ တဘာဝကြောက်တုံးကြောက်ဆောင်နေကြောင့်လှည့်ဝတ်စမ်းကြဲပြီးဇွဲဆောင်မှုရှိတဲ့နေရာတစ်ခုအဖြစ်နာမည်ကြီးပါသည်။ဒန်နာရီတွေကပုံရိပ်တီကိုထင်ဟပ်စေဖို့အတွက်ဘွားကိုတောင်းမှာဝူခုံးရဲ့ဘွားဆက်ချောင်းကိုဖော်ညွှန်းတဲ့အထင်ကရနေရာတွေနဲ့ရုပ်ထုတွေအများအပြားရှိပါသည်။တောင်ထိပ်မှာရှိတဲ့မြောင်မင်းရဲ့ရေတံခွန်ကူဟာဝူခုံးရဲ့နေထိုင်ရာလှည့်ဝတ်နေရာအဖြစ်ယုံကြည်ကြပါသည်။ဂူရဲကိုဝင်ရောက်ကြည့်ရှုတဲ့အခါမှာပရိသတ်တွေဟာဒန်နာရီတွေကဇာဝင်ငန်းတွေရောက်သွားတယ်လို့ခန်းစားရစေမှာပါ။ဒါ့အပြင် တောင်ပေါ်မှာဝူခုံနဲ့သူ့ရဲ့ဆရာဖြစ်သူထန်ဆန်းရဲ့ရုပ်ထုတွေကိုလည်းပဲတွေ့မြင်နိုင်ပါသေးတယ်။တမိုင်းနဲ့ယဉ်ကျေးမှုအရာကြည့်မယ်ဆိုရင်တော့ဟွာကော်တောင်ဟာဗုဒ္ဓဘာသာနဲ့တာအိုဘာသာတို့ရဲ့ဖျားဖူးရနေရာဖြစ်နှစ်ပေါင်းများစွာကြောင်တည်ရှိခဲ့ပါလိမ့်။တောင်ပေါ်မှာတက်တန်းရင်ဘုံကြီးเจ้าနေနဲ့ဖျားစေဒီပထိုးတွေအများပြားကိုလည်းတွေ့ရမှာပါ။ဒါ့အပြင်ဒေသခံတွေကအဒီတောင်ကိုအလာရရားရဲ့နန်းတော်အဖြစ်လည်းသတ်မှတ်ထားကြပြီးရှေးဟောင်းကပြားရီထဲမှာပါဒီတောင်ရဲ့လှပမှုကြောင့်ချီကျူးဂုံပြူရေးသားထားတာရှိပါလိမ့်။ ီတောင်ဟာတဘာဝအလှတရားတွေဘာသာရေးမွေနေ့တွေနဲ့ဒဏ္ဍာရီလာဇာလန်းတွေရဲ့ပေါင်းဆက်ရနေရာတခုဆိုရင်လည်းမမားပြန်ပါဘူး။ဝါခေါ်တောင်မှာမြောင်မင်းစိုးဦးခုံနေထိုင်ငယ်ရုံကအကြောင်းအရာတွေအပါအဝင်တခြားသောအကြောင်းအရာတွေကိုလည်းလာရောက်လည်ပတ်တဲ့တူရစ်တွေအနေနဲ့စားလည်ဆုံးကိုတူရစ်ဂိုက်တွေကနေတဆင့်ပြန်လည်ရှင်းပြပေးတာကိုလည်းနားထောင်လို့ရတဲ့နေရာဖြစ်ပါလိမ့်။နေ့စဉ်နေ့တိုင်းလည်းလာရောက်လည်ပတ်တဲ့သူအတော်လေးများပါလိမ့်။ညီကုန်းချုံနေနဲ့ပြောရမယ်ဆိုရင်ဝါခေါ်တောင်ဟာ ဒဏ္ဍာရီနဲ့လက်တွေ့ကိုပေါင်းဆက်ထားတဲ့ကမ္ဘာအထူးခြားဆုံးနေရာတွေကတခုလို့ပြောလို့ရပါသည်။ကလေးဘွားကကြည်ပူတဲ့ဝူခုံရဲ့ဇာတိမျိုးကိုကိုယ်တိုင်ရောက်ရှိပြီးဒဏ္ဍာရီဆန်ဆန်အလားတရားတွေကိုခံစားကြည့်ရှုခြင်းနဲ့ဆိုရင်တော့ဒီတောင်ကြီးကိုမဖြစ်မနေလာရောက်လည်ပတ်တင်တာပါ။ဒီတောင်ဟာတဘာဝရဲ့အလှအပယဉ်ကျေးမှုအမွေအနှစ်နဲ့တရုတ်ရိုးရာပုံမြင်တွေကိုစိတ်ဝင်စားလေ့လာနိုင်မယ်။အိမ်မက်ဆန်တဲ့နေရာတစ်ခုပဲဖြစ်ပါသည်။ရုပ်နိုင်ငံမှာဒီတောင်ဟာဘာသာရေးနဲ့ပတ်သက်ပြီးအထွတ်မြတ်ထားတဲ့နေရာတွေကတဏှာအပါအဝင်ဖြစ်သလို ။ဝူကုန်းစာတန်းကိုကြိုင်းနှစ်သက်ကြတဲ့ဒိုရစ်ဒီအပါဝင်တည်တည်ချာချာစီးနဲ့ကန်းနဲ့လာရောက်လည်ပတ်မှုကြောင့်မလို့ယနေ့အချိန်ထိမပြတ်စီးမယိုမယွေမဲသူ့ရဲ့ငကိုပုံစံအတိုင်းအကောင်းတိုင်းရှိနေစေပဲဖြစ်ပါလိမ့်။ပရိသတ်တွေလည်းတရုတ်နိုင်ငံကိုရောက်ခဲ့လို့ရှိရင်ဒီနေရာကိုသွားရောက်လည်ပတ်တင်ပါလိမ့်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေအပေါ်ဝင်ဘ ഹു တုတရရမယ့်အကြောင်းအရာတွေကိုယူသအနေနဲ့ဒိမန်ကတင်ဆက်ပေးအောင်ပါကျေးဇူးအထူးပဲတင်ရှိပါရစေခင်ဗျာ